ငွေကြေးပူပေါင်းမှုကင်းဖို့ဆိုရင် power money ကိုသဘောပေါက်ဖို့လိုပါတယ်။အားလုံးပါမင်္ဂလာပါ။ကိုကငွေကိုမထိန်းချုပ်နိုင်ရင်ငွေကကိုယ်ကိုထိန်းချုပ်သွားနိုင်မယ်ဆိုပြီးတော့ဒါ Tony Robbins ပြောထားလေးတခုရှိတယ်ပေါ့နော်။တော်တော်လေးမှတ်သားဖို့ကောင်း။ပြောချင်တာကတော့ကျွန်တော်တို့ကငွေကိုကောင်းကောင်း control လုပ်နိုင်ဖို့လိုတယ်။တငွေနဲ့ပတ်သက်ရင်တချို့ကဝင်ငွေရလာပြီဆိုရင်သုံးဖို့ပဲဆရာတန်တယ်။မငွေရှာတယ်ကျွန်တော်တို့ဘလို့သုံးမလဲဝင်ငွေပို့ရလာတယ်ကျွန်တော်တို့ဘယ်ပစ္စည်းတွေဝယ်မလဲ မှာထားတော့ပူရှာနိုင်တယ်ဆိုရင်ကျွန်တော် lesbi ပစ္စည်းတွေအပေဟာတွေတော့သုံးမယ်စသဖြင့်စဉ်းစားတာရှိတယ်စဉ်းစားတယ်တချို့ဆိုရင်ကျွန်တော်ပြောပြောနေတဲ့ဒီ lifetime inflation ရှိတယ်အရင်တော့ဝင်ငွေနည်းနည်းပဲရှိတော့ကသူကနည်းနည်းပဲသုံးတယ်ဝင်ငွေတက်လာတဲ့အချိန်မှာပိုသုံးလာတယ်ပေါ့နော်ပိုသုံးလာတယ်သူကစုဆောင်ဖို့တွေ investment လုပ်ဖို့တွေမစဉ်းစားအောင်ငွေရှာတယ်အငါသုံးဖို့အတွက်ပဲအသုံးဖို့အရေးကြီးတယ်ငါသုံးနိုင်လို့သုံးရတာစသဖြင့်အရင်တော့တချို့မသုံးရဘူးမသုံးရတဲ့အချိန်မသုံးနိုင်တဲ့အချိန်ရှာနိုင်တဲ့အချိန်ရောက်တော့ အရင်တော့မတုံးခဲ့ရလို့အခုမှပို့တော့မယ်အဲဆက်ပြီးစဉ်းစားကြတာရှိတယ်ဆိုတော့ဟိုတကယ်ကြည့်ကျွန်တော်တို့က furniture freedom တည်ဆောက်ဖို့ကိုကြည့်ကြော်မှုတည်ဆောက်ဖို့ဆိုတော့ကျွန်တော်တို့ကဒီဝင်ငွေရလာပြီမြန်သုံးလုံးတက်တက်နဲ့ကျွန်တော်တို့လုံနေလို့မရဘူးမှန်ကန်တဲ့စီမံခေါင်းမှုကြည့်ကြည့်တယ်ငွေရသူ့မှာပါဝါရှိတယ်ပါဝါရှိတယ်ဆိုတော့ကျွန်တော်သုံးရတဲ့ပါဝါလည်းရှိတယ်ဒါပေမဲ့အဲဒီပါဝါတစ်ခုတည်းလည်းမဟုတ်ကျွန်တော်တို့ဒီသူ့ရဲ့စွမ်းအားကိုအသုံးချပြီးတော့ကျွန်တော်တို့ပိုလိုချင်တဲ့တည်ဆောက်မှုတွေကျွန်တော်တို့လုပ်လို့ရတယ် ဥမာငွေကဘာလို့လို့ရနံပါတ်1ခုနပြောဆိုကျွန်တော်သုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့ကစုဆောင်းလို့ရတယ်ဒီဟာကိုကျွန်တော်တို့အဓိကပြောတော့တိုးပေါင်းအောင်လုပ်လို့ရတယ်အထူးသဖြင့်တော့ကျွန်တော်တို့ကငွေယူကျွန်တော်တို့ကတိုးပေါင်းအောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ခင်ဗျာ business ပဲလုပ်လို့ investment ပဲလုပ်လို့ဒီကနေ့ပြီးတော့ကျွန်တော်တိုးပေါင်းအောင်လုပ်လို့ရတိုးပေါင်းအောင်လုပ်တဲ့ချိန်မှာလဲဒီဟာကို free invest ကျွန်တော်ထပ်ကထပ်ကရင်းနှီးမြှောင်းနှံပြီးတော့ဒီကနေ့ပြီးတော့ကျွန်တော်တို့ဒီ compound interest တွေပါနေတိုးပေါင်းမှုကျွန်တော်တို့ကအချိန်မြင့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဝင်ဝင်ရလာပြီဆိုရင် ဟို၃နဲ့၃နဲ့ကြာလဲကျွန်တော်တို့သုံးဖို့လိုတယ်ဟိုတစ်ခုဆိုတာ ਨੇ ကိုရဲ့ဒီစိတ်ကျဉ်းမှုတွေပျော်ရွှင်မှုတွေကိုဒါ limit လောက်ပြီးတော့အလုံးမင်းခြွေတာပြီးတော့နေရမယ်လို့တော့မဟုတ်ကျွန်တော်တို့၃နဲ့၃နဲ့ဒါသုံးဖို့လိုတယ်ဒါမှမဟုတ်အသုံးနဲ့ဖြုံးကွဲဖို့လိုတယ်ကျွန်တော်တို့လုံလုံကဲကဲတွေရှောက်တော့ရင်လည်းကျွန်တော်တို့ကငွေရှာနိုင်တော့မှအဆင်ပြေတယ်ကျွန်တော်တို့အလုံးရှိတော့ဝင်ငွေရှိတော့မှကျွန်တော်တို့အဆင်ပြေတယ်ဒါမှမဟုတ်ကိုအလုံးပြုတ်သွားတဲ့တနေ့ဝင်ငွေရက်သွားတဲ့တနေ့ကျွန်တော်တို့ငွေကြီးပြဿနာတွေဒါအများကြီးကြုံရနိုင်တယ်ဒါကြောင့်မလို့ဝင်ငွေရလာပြီဆိုရင် ီ money power ကိုကျွန်တော်တို့ကောင်းကောင်းသုံးချဖို့လိုတယ်။သုံးနေတာတခုပဲမဟုတ်ဘဲနဲ့စီးပွားရေးဘယ်လိုလုပ်လို့ရမလဲကျွန်တော် investment တွေဘယ်လိုလုပ်လို့ရမလဲဒီငွေဝဲကျွန်တော်တို့အခြေပြုပြီးတော့သူ့ရဲ့ power ကိုအသုံးချပြီးတော့ကျွန်တော်တို့ပေါ့အောင်လုပ်လို့ရတယ်။ဒါကြောင့်မလို့ငွေကြီးပူပေါ်မှုကင်ဖို့ဆိုရင်ကျွန်တော်ဒီငွေရဲ့ power ဒီငွေရဲ့စွမ်းအောင်ကျွန်တော်တို့အကောင်းသုံးချနိုင်ဖို့အင်တန်ရည်ကြည်ပါတယ်။တိုးတက်ငွေကြီးနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ရှိရှိနားဆင်နေတာဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။